တည်သွားတော့ဘယ်သူမှလည်းအကြောင်းမကြားဘာမှလည်းအရေးမလုပ်လူတယောက်ပြေဆုံးတာကြောက်ခဲတလဲလို့လုံနေတဲ့ကြောက်ခဲတော့တန်ဖိုးမရှိအောင်လုံနေတဲ့လူကြီးတွေကိုတခတ်တလေကြတော့ဒဲ့မုန်းတယ်လို့ပြောလိုက်ချင်ပါတယ်။မအီးလိုပဲခံစားနေရတဲ့မိသားစုတွေလည်းအများကြီးနေပါတော့နော်။ စ်မှုထမ်းနဲ့ပါသွားတဲ့သားဖြစ်သူရှေ့တန်းမှာတည်သွားတာကိုစစ်တပ်ကအကြောင်းမကြားတာကြောင့်စစ်ခေါင်းဆောင်တွေကိုဝေဖန်ပစ်တင်နေသူကစစ်တပ်ထောက်ခံသူကြက်ခန့်ရေးပါတီဝင်အမျိုးသမီးတယောက်ပါသူ့ရဲ့သားလို့ဖြစ်မျိုးနိုင်ငံတော်ကမိခင်အများပြားကြုံတွေ့ခံစားနေရတယ်လို့လည်းအဲ့ဒီအမျိုးသမီးကပြောပါတယ်အားပြရတာခွန်အားယူပြတယ်ပြန်စင်းစားကြည့်ရပြီခုချင်းစာတရားတွေမထားတတ်ကြတာကိုပြောတာ အော်သူတို့မိသားစုနေရာမှာငါတို့မိသားစုဒါဆိုရင်ဆိုတော့အပိစိတ်ကလေးနဲ့ရှိတယ်ဆိုရင်တော့ပိစက်တာတတ်မှာလေအခုတော့မာရီတို့တာသမီးကကြောက်ခဲတလဲနေပဲပိစက်တာမတန်ဘူးမြမတမိုင်းတရှောက်အပြင်းထန်ဆုံးခုခံတော်လှန်မှုကိုရင်ဆိုင်လာရတဲ့စစ်တပ်ဟာ 2021ဒီကျော်ပြန်စစ်အာဏာသိမ်းမှုပြီး၃နှစ်အကြာပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလအတွင်းအရက်သားတွေစစ်ထဲမဝင်မနေရစနစ်ကိုစတင်အသက်သွင်းခဲ့ပါတယ်။တိုင်းစစ်ဌာနချုပ်အပါဝင်တရင်တပ်ဖွဲ့တွေနဲ့မြို့ရွာအများပြားကိုဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာတော့တိုင်းပြည်ဗန္ဓာကိုစိတ်ကြိုက်30ခွင့်ရထားတဲ့စစ်တပ်ဟာတပ်သားတွေရဖို့ဤမျိုးစုံတုံးပြီးအတင်းအကျပ်စုဆောင်းခဲ့ပါတယ်။အခုဆိုရင်လူငယ်အမျိုးသားတွေကိုအတင်းအဓမ္မစုဆောင်း၃လစစ်တင်နှံပေးပြီးရှီရန်စစ်မျက်နှာအသီးသီးကိုပို့နေပါပြီ။ စစ်တပ်ရဲ့ထုတ်ပြန်ချက်အရပြည်သူစစ်တင်တဲ့အပတ်စဉ်စက္ကွန်အထိဖွင့်လှစ်ပြီးဖြစ်ပါတယ်။အပတ်စဉ်တစ်ခုကိုတသားတင်9000ခေါ်မယ်လို့ကြေညာထားတာကြောင့်တစ်နှစ်ကျော်အတွင်းအရက်သား8000ခွဲလောက်ဟာစစ်တပ်ထဲရောက်သွားခဲ့တယ်လို့နားလည်ရပါတယ်။မြေပြင်မှာနီလန်မျိုးစုံတုံးပြီးတသားတစ်စုနေတာကြောင့်အရေးအတွက်ဟာဒီထက်လည်းများနိုင်ပါတယ်။ကိုမနစ်မြို့ရဲ့စစ်တပ်ထဲမှာတာဝန်မထမ်းလို့တာကြောင့်ပြည်ပကိုထွက်ခွာသွားကြတဲ့လူငယ်တွေရှိသလိုတော်လိုင်းတက်ဖွဲ့တွေတဲရောက်သွားတဲ့လူငယ်တွေလည်းရှိပါသေးတယ် တစ်ဖက်မှာလည်းအကြောင်းအမျိုးမျိုးကြောင့်စစ်တပ်ထိန်းချုပ်တဲ့မြို့ရာတွေမှာပဲဆက်လက်နေထိုင်နေရတဲ့လူငယ်တွေလည်းအများပြားရှိနေပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ15ရက်နေ့မှာတော့စစ်မှုထမ်းတင်နန်းအပတ်စဉ်စက်ခွန်ကိုဖွင့်လှစ်ခဲ့ပြီးလက်ရှိမှာဆိုအပတ်စဉ်14ထိတင်နန်းဆင်းထားပြီးပါပြီ။399ပါ399 မြို့ရွာတွေမှာလူငယ်တွေကိုမဲနိုင်ပြီးစစ်မှုထမ်းခိုင်းတာပေါ်တာဆွဲတာအပါဝင်လူဆိုးလူမိုက်တွေကနေတဆင့်ဖမ်းဆီးချင်းချောက်ပြီးစစ်တဲထဲတာစတဲ့နီလန်းတွေကိုစစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးရန်နရအစစ်စင်ကကျင့်သုံးနေပါတယ်။ဒီတပ်သားတွေကိုတော့တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးရဲ့လက်အောက်ခံတပ်တွေဖြစ်တဲ့စစ်အခြေခံလေ့ကျင့်ရေးတပ်တပ်မတော်တပ်မြင့်လေ့ကျင့်ရေးအကြောင်းတပ်မတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံအကြောင်းနဲ့တပ်မတော်ကြီးဘိုးတင်နှန်းအကြောင်းဘာထူးမှစစ်တင်နှန်းပေးနေပါတယ်။ သူရဲ့စစ်တင်နန်းတွေမှာတော်လိုင်းရေးတက်ဖွဲ့ PDF တွေကိုတိုက်ခိုက်တက်ဖြတ်ရမယ်လို့မုံတီးရေးဝါရမှိုင်းသွင်းတင်ကြပါဗါတယ်။အတန်းပညာရေးပေါ်မူတည်ပြီးဒရုန်းတင်နန်းတွေအပါအဝင်အခြားစစ်ရေးနဲ့တက်ဆိုင်တဲ့တင်နန်းတွေတက်ကြရပါတယ်။စစ်မှုထမ်းတပ်သားတွေအများပြားရရှိလိုက်တဲ့အာဏာသိမ်းစစ်တဲ့အတွက်လက်ရှိတိုက်ပွဲတွေမှာအ धिक အားသာချက်ဖြစ်သွားတယ်လို့ CDN တက်အရာရှိတွေကပြောပါဗါတယ်။တမန်ရိုးရတိုက်စစ်မှာကွာသူတို့က အင်အားကို၃ဆနဲ့တိုက်အခုသူတို့မှာအင်အားငဘိုးတော့မရှိခဲ့ဘူးအခုသူတို့ကဒီအင်အား၃ဆလိုမျိုးဟာမျိုးနဲ့ဒါတိုက်လာနိုင်တဲ့အနေအထားမျိုးတွေတွေ့ရတယ်ပေါ့နော်ဒါကြောင့်ကာကွယ်ရေးအင်အားစုတွေဘက်ကလည်းတချို့အင်အားအလွန်ကြုံနေတုံးလာတဲ့အတွက်ပြန်နောက်ဆုတ်သွားတဲ့အနေအထားမျိုးတွေရှိလာပေါ့နော်အဲ့တော့သူတို့အင်အားကိုဒူးနဲ့ဒဲနဲ့ပေါ့နော်ဒူးနဲ့ဒဲနဲ့တိုက်စစ်ဆင်နိုင်တဲ့အနေအထားမျိုးကိုတွေ့ပြီးတော့တွေ့ရပါတယ်ပေါ့နော်အားသာချက်အဓိကကတော့ဘာမှမဖြစ်ဘူးသူဘာမှမဟုတ်တော့ဘူး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 ဘာမ စစ်မှုထမ်းဥပဒေနဲ့ခေါ်ထားတဲ့တသားတစ်တီကိုနိုင်ငံအနှံ့ကရှီတန်းစစ်မြေပြင်နေစီကိုလွှတ်နေပါဗါးဒါပေမဲ့ရှီတန်းနေမှာတည်ဆုံသွားတဲ့အခါမိသားစုဝင်နေစီကိုပြန်လဲအကြောင်းကြားတာမရှိဘူးလို့စစ်မှုထမ်းပါသွားတဲ့မိသားစုဝင်အများပြားစီကနေမြန်မာနောင်းကစုံစမ်းသိရှိရပါဗါး စစ်မှုထမ်းကာလဟာနှစ်နှစ်ဖြစ်ပြီးပြည်သူစစ်မှုထမ်းဥပဒေမှာစစ်မှုထမ်းတပ်သားတွေရဲ့အကျိုးခံစား권ကိုပေါ်ပြထားပေမဲ့တကယ်လက်တွေ့စစ်တပ်ထဲရောက်သွားတဲ့အခါမှာတော့အခွင့်အရေးတွေချိုးဖောက်ခံရရတယ်လို့တပ်သားတစ်စုဆောင်ခံရပြီးထွက်ပြေးလွတ်မြောက်လာတဲ့တပ်သားတစ်တီကပြောကြပါဗါတယ်။တို့ထမင်းထုတ်တွေပို့တယ်ထမင်းထုတ်တွေလည်းပျော့ပျော့ပြီးတော့မှတိုးတဲ့ဟာတွေကတိုးနှင်းနေရတယ်ဒိတ်အောက်တွေကျွေးတယ်။နောက်လို့ရှင်ပါကင်ဟိုကကျွန်တော်တို့တန်ပေါက်ထုတ်အတင်စားတန်ပေါက်ထုတ်တွေလည်းရှိတယ်။ အဲ့ဒါလေးလည်း day out တွေပဲကျွန်တော်တို့ကြွေးတယ်ကျွန်တော်တို့လည်းအခြေတန်းကနေတော့ဟိုဟာပင်မန်းတာနဲ့ဒီဒါနဲ့မစား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 လို့မစားလည်းမစားဘူးကျွန်တော်တို့နှုတ်ပြရတယ်ငက်လည်းငက်တဲ့ရက်တွေရှိတယ်ဟိုသူတို့ဆိုလို့ရှင်သွားကြည့်လို့ရှင်ဘီယာတောက်ရဘီယာတောက်လိုက် အာတမင်းဟင်းနေသူတို့တပည့်တွေလောက်ခိုင်းကောင်းကောင်းမို့စားရတယ်သူတို့ကတော့အာနာသိန်းစစ်တပ်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့နေစဉ်ဖြစ်ပွားနေတဲ့နိုင်ငံအနှံ့ကစစ်မြေနေပြည်တော်မှာစစ်မှုထမ်းဥပဒေနဲ့ခေါ်ထားတဲ့ ါစာလို့ခေါ်တဲ့ပြည်သူစစ်တွေဟာနေစဉ်တည်ဆုံထ ाया ရနေပါတယ်။စစ်ဘုံချုပ်တွေဟာသူတို့ရဲ့ဆုံးရှုံးနေမြေအသီးသီးကိုပြန်ထိန်းချုပ်နိုင်ဖို့တပ်သားအစ်တွေကိုရှေ့ဆုံးကနေအသေးခံတိုက်ခိုင်းတဲ့စစ်ရေးပြူဟာကိုအုံချနေတယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေကပြောပါတယ်။ထပ်ပြေးတဲ့တသားတစ်တွေကိုလည်းပြန်မိွားရင်အခြားတပ်ဖွဲ့ဝင်တွေရဲ့ရှေ့မှာကိုလက်အင်္ကာဖြတ်တောက်တာတက်ဖြတ်တာတွေကိုလုပ်တယ်လို့စကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကဆိုပါတယ်။ ဒီကောင်လေးကိုတက်တက်အေးခံခိုင်းသူဖြစ်နေတော့မိုင်းမီတီးတဲ့ကောင်လေးရောဒီကားစားလေးကြီးပဲကောင်တော့ကလေးလေးပြီးတော့အဲကောင်လေးအဲဒရူဘောင်ဒရူပြေးထွက်လာပြန်တရက်ဒီယူလည်းနဲ့ဒီယူပြေးထွက်လာတဲ့ဟာလေးရှိတော့ရှိတာပေါ့ဒါပဲအဲ့ဒါလည်းအနေချင်းပါပဲဟိုဆိုတော့မပြေးရကြဘူးလေပြေးရင်လည်းတတ်တာဟုတ်သူကခုရဲ့သူတို့ရဲ့ဒီစစ်သားပြန်တတ်တာပေါ့ဗျတတ်ပြတာပေါ့ပြေးတဲ့ကောင် ကျွန်တော်တို့ပေါ်တာဆက်ခံရကလောကောလီပဲဆက်ဆက်ဆက်ပုံပဲကြည့်တယ်။ထွက်ပြေးလာထွက်ပြေးလို့ဆိုရင်လေးနဲ့ဖြတ်ပြီးမှအဲ့လမ်းပေါ်တွေအဲ့ကောင်အဲ့ဒီပါစာတွေရှိနေပြတ်တက်ပြတ်။ဒါကချက်ပြတ်တက်ပြတ်။အဲ့ကြတော့ဒီကောင်ကမပြေးရတော့ဘူး။အဲ့လိုမျိုးဖြစ်ကုန်။သူကနော်ဒီသူကလည်းတမန်သမားတွေသူများတို့အကြောင်းမဲ့တဲ့ကောင်ကဂျမလိုဘူးပေါ့လေနော်။သိသိနေမယ်ဒီတော့မယ်နော်။ဒါအပြင်စစ်မှုထမ်းတပ်သားတွေကိုစစ်မြေပြင်တွေမှာမွေးရေးဆေးဝါးကျွေးပြီးအသေးခံတိုက်ခိုင်းတာတွေလည်းရှိပါသေးတယ်။ ပြည်သူစစ်မှုထမ်းအများဆုံးပါတဲ့စစ်ကြောင်းတွေဟာလူတိုင်းစစ်စင်ရေးဗျူဟာနဲ့အသေးခံထိုးစစ်ဆင်နေပြီးလက်နက်ကြီးဒရုန်းအများပြားနဲ့ပစ်ကူပေးပြီးထိုးစစ်ဗျူဟာကိုတုံးနေတာပါဒီဗျူဟာကတော်လိုင်းအဖွဲ့တွေအတွက်အခက်တွေ့စေပါတယ်စစ်ကောင်းဆောင်တွေအခြေဆိုင်တဲ့နေပြည်တော်နဲ့အနီးဆုံးဝင်ပေါက်ဖြစ်တဲ့ကျင်းဒီစစ်မြေပြင်မှာတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်သိမ်းပိုက်ထားတဲ့မိုးပြဲမြို့ကိုစစ်ကောင်စီတပ်ကပြန်သိမ်းဖို့စူးစမ်းရမှာ ဗျူဟာကြစစ်စင်ရေးနေနဲ့လာတိုက်တာမဟုတ်ပဲလူလိုင်းစစ်စင်ရေးနဲ့လာတိုက်ခတ်ပြီးပြည်သူကာကွယ်တပ်ဖွဲ့ PDF တွေဘက်ကပြစ်လို့မနိုင်တော့တဲ့အထိဖြစ်လာပြီးပြန်ဆုတ်ပေးလိုက်ရတယ်လို့ကင်းဒီအခြေဆိုင်မျိုးပြတော်လိုင်းရေးတအူ URF ဖွဲ့ရဲ့တာဝန်ခံကသူတို့ကြုံတွေ့ခဲ့ရတဲ့အခြေအနေကိုပြောပြပါတယ်။ရန်သူကတနက်မပါဘဲနဲ့တက်လာတာလေ။ရန်သူကလက်ပစ်ပုံနှလုံးနဲ့တက်လာတယ်ကျွန်တော်တို့ကပြစ်ကား။အဲ့ဒီမျိုးပြစ်ကားတဲ့ပုံစံတွေကကြတော့ကျွန်တော်ကတိုက်ပွဲမဟုတ်ဘူး။သူပြစ်ကိုပြစ်ဆိုရင်တော့စစ်တိုက်ရတာပေါ့ဗျာ။ဟုတ်ကကျွန်တော်ကလူသက်ပေါ်ကြီးတစ်ဖက်သက်လူသက်ပေါ်ကြီးဖြစ်တဲ့ခါမှာကျွန်တော်စိတ်သက်ကြလာ။ ဒါပုံပဲလေးလေးပြောပြတယ်သူတို့မှာလူလူတွေအများကြီးပဲစစ်မှုတန်းကလေးရောရောတော့ကောင်းတယ်ကျွန်တော်လည်းသိထားတယ်သူဒုက္ခတွေကျွန်တော်လည်းနားလည်ထားတယ်နားလည်ထားတဲ့မှာကျွန်တော်လောက်အောင်မလုပ်ဘူးရှက်တယ်မင်းတို့ကတော့ထဲမှာဒီလိုအကြာရွှတ်ပြီးရတယ်လို့ငါတို့စီတခါလေးဝင်းလိုင်းပြီးနေတဲ့ဟာလက်ရှိမှာလည်းပြည်သူစစ်မှုတန်းတသားတစ်တည်းဟာတော်လိုင်းအဖွဲ့တွေစီထွက်ပြေးတာတိုက်ပွဲတွေမှာတည်ဆုံတာတွေဖမ်းဆီးခံရတာတွေနေ့စဉ်ဖြစ်နေပါတယ်ချင်းပြည်နယ်ဖလန်းမြို့တိုက်ပွဲမှာဒီဇင်ဘာလအတွင်းဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်း61ယောက်ရှိခဲ့ပြီး အဲ့ဒီထဲက43ယောက်ကစစ်မှုထမ်းတင်နန်းစင်းတွေဖြစ်ပါတယ်။စီဒီယန်တပ်အရှိတွေစုဖွဲ့ထားတဲ့ပြည်သူ့ပန်းနိုင်အဖွဲ့ကကောက်ယူထားတဲ့စင်းတွေအရ2025ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလဒုတိယပတ်ထိအလင်းဝင်ပူးပေါင်းတဲ့လက်နက်ချစစ်တုံးပန်းစုစုပေါင်း2049ဦးထိရှိနေပါတယ်။တော်လိုင်းအဖွဲ့တွေဘက်ကနေလည်းအကြောင်းမျိုးမျိုးကြောင့်စစ်မှုထမ်းတပ်သားဖြစ်သွားရတဲ့သူတွေအ мян ဆုံးဖတ်ပြောင်းခုလုံကြဖို့တိုက်တွန်းနေပါတယ်။